မနေနေရတယ်ပြောရင်သူ့ထောင်ထဲထည့်ထားရတာပြောတာပါဗျာစားရသောကြောင့်ကောင်းကောင်းကြွေးရတယ်ကျမ်းမာရေးစောင့်ရှောက်မှုကိုတာမန်ပြည်သူကတလကြာမှာတစ်ခေါက်တော့မရရင်ပဲသူကတပတ်တပတ်တစ်ချိန်ပုံမှန်စစ်ခံတခါလေလိုကနေတော့ကြာတခါတော့စစ်ခံပြီးလုပ်နေနေရတယ်အဲ့တော့ခင်ဗျာဟဲ့မစစ်ပေးလို့ရမလားမစစ်ပေးလို့ရမလားဟမ်မစစ်ပေးလို့ရမလားဟဲ့မစစ်ပေးလို့ရမလားဒေါန်ဆန်းစုကြီးကပြည်သူတွေချစ်တဲ့အမေစုကဟဲ့ဟဲ့နော်ဟဲ့မင်းတို့လိုခွေးသခိုးတွေမဟုတ်ဘူးမင်းတို့လိုခွေးသခိုးတွေမဟုတ်ဘူးကဟုတ်ကြည့်ဗျာ သူ့ကိုသူလည်းကျမ်းစာကြီးစောင့်ချုပ်နေဗျာကျမ်းစာကြီးစောင့်ချုပ်လို့ကောင်းကောင်းပေးထားတယ်ဗျာစားတော့လည်းကောင်းကောင်းပေးထားတယ်ဗျာနေကြတဲ့နေကြတဲ့ကောင်းကောင်းပေးထားတယ်ဗျာခင်ဗျာရှင်းရှင်းပြောတမမြတ်တာလည်းရာသူသူဖြစ်အောင်လည်းအဲကောင်းထည့်ပေးတယ်စနစ်ကျဟိုရေမူရေးစနစ်တရားဆိုစနစ်ကျလုပ်ပေးတယ်ဗျာကဲဘာကြသေးလဲအဲ့ဒါမှ तू ကအဲ့ဒါအောင်မှဟိုဘာဖြစ်လဲညာဖြစ်လဲပြောရင်အဲ့ကင်မရာအုပ်စုပြောမှာမင်းကမင်းအမေကိုချီးမွေးမိမလားလေမွေးမိတော့ထားနေကောင်မို့လို့မင်းဒီစကားကြီးပြောတာတော့ပြန်မေးရမဖြစ်နေတော့အခုလက်ရှိတမတော်ထားလို့မျိုးမင်းချီးမွေးမိမလားထားနေတယ်ဆိုတော့မရှိလို့လားဆောက်ယူပါဆောက်ယူပါဆောက်ယူပါဟိုရောက်ဒေါ်စန်းစုကြည်ကွာ မင်းတို့ထားမင်းတို့အခုထားတာထဲကိုစေသားလောက်ကိုဒေါ်ဆန်းစုကြည်ကဇင်ခံပြီးတော့ပြည်သူပြည်သူတွေမပြောသူ့သားဟောပါပေါ့အကုန်လုံးထားလို့ရတယ်ဟိုကအင်္ဂလန်မှာနေတာရောက်ဟိုကအင်္ဂလန်မှာနေတာမင်းတို့ဟိုတော့စစ်ဘိုလ်ချုပ်တွေအထင်ကြီးတဲ့အင်္ဂလန်မှာနေတာ အနောက်နိုင်ငံမှာနေတာနော်နောက်ပြီးတော့ဒေါ်စန်းစုကြည်ကအဲ့လိုထားမယ်ဆိုထားလို့ရတဲ့အခြေအနေကအများကြီးရှိတယ်အမေစုကသာမหนีခဲ့တာမေစုကသာမหนีခဲ့တာအပ်ဘွားတွေကိုနော်ငင်းဆန်ပြီးတော့သူကရွေးချယ်ခဲ့တယ်သူ့ရဲ့လမ်းကတမျိုးမင်းတို့မင်းပောက်ကြရရှောက်မပြောတကယ့်ကိုချီးပရိန်နဲ့အုံနောက်တဲ့ကိုတုတ်တွေပြည့်နေတဲ့ကောင်ဒီကြောင်မျိုးမင်းဖြစ်ပါတယ် ီနေကတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တွေးကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကဲအဲ့တော့ထုံးစံတိုင်းပဲလူမှုကော်မတီကတည်င်းတွေရုပ်တံတွေကိုကျွန်တော်တွေးကျွန်တော်မြင်နေပြန်လဲတင်ပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘာကြောင်းလိုက်ပြောမလဲဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစရအောင် โอเคဒီနေ့ပြောမယ့်သတင်းထဲမှာကျွန်တော်ပထမဆုံးစပြီးတော့ A နဲ့ပတ်သက်တဲ့အကြောင်းအရာလေးနဲ့ပဲအဲကျွန်တော်စခြင်းပါတယ်အဲ့တော့ A နဲ့ပတ်သက်တဲ့အကြောင်းကတော့အာဘာလဲဆိုတော့ A ကိုလက်တွေ့အစိုးရဖြစ်အတိမတ်ပြုဆက်ဆံဘူးဆိုပြီးတော့ကုလသမဂ္ဂနဲ့နိုင်ငံတကာတာမတ်တွေကိုရက်ဖက်ဖွဲ့စည်း202ဖွဲ့ရနေပြီးတော့ထုတ်ပြန်တောင်းဆိုလိုက်တယ်ဆိုတော့ သတင်းပါပဲဒီသတင်းကိုတော်လိုင်းမီဒီယာတော်တော်များများမှလည်းပေါ်ပြထားတာကိုတွေ့ရမှာပါတောင်းဆိုချက်ထဲမှာတော့အေကရခိုင်ပြည်နယ်ရဲ့အုပ်ချုပ်ရေးရန်နေရာတွေကိုခိုင်တွယ်ဆောင်ရွက်နေပြီးတော့တပြည်နယ်လုံးရဲ့ area 63ရာခိုင်နှုန်းကိုထိန်းချုပ်ထားတယ်အေကိုရခိုင်ပြည်နယ်ရဲ့အစိုးရဖြစ်အတိမတ်ပြုဆက်ဆံပေးဖို့ဆိုပြီးတော့တောင်းဆိုရဲအိတ်ဖွင့်ပို့ပေးတာပေါ့နော်ဒီရဲဥစားကိုကုလသမဂ္ဂဖွဲ့စည်းတဲ့ American EU နဲ့ ASEAN ဖွဲ့ဝင်နိုင်ငံတွေတန်မတ်တွေတန်ယုံတရှုနဲ့တန်မတ်တွေထံ ပို့လိုက်တာဆိုပြီးတော့ပြောရတယ်ဗောနော်ဒီစာထဲမှာလည်းအဲဒီဗောနော်ရခိုင်မျိုးသားဖွဲ့ချုပ်အရခတ်တက်တော် ULA ကရခိုင်ပြည်နယ်မှာနေပြည်အများစုကိုပိုင်ဆိုင်ထားပြီးတော့အုတ်ချုပ်ရေးအာဏာဗောနော်နောက်ပြီးတော့တရားစီအာတရားစီရေးစနစ်ဗောနော်အာ administrative power အုတ်ချုပ်ရေးအာဏာတရားစနစ် judicial system လုံခြုံရေးနဲ့ဒီစီရေးအဖွဲ့ကြီးကျမ်းမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးစတဲ့ရန်ရာတွေကို letter account ထဲပေါ်နေတယ်ဆိုပြီးတော့လေဖော်ပြထားတယ်အဲ့တော့ ဘုန်းလင်းလေးပြောရမယ်ဘုန်းလင်းဆိုတာထက်ပေါ့နော်ဟိုကျွန်တော်အမြင်ပြောရမယ်ဆိုရင်အာဒီတောင်းဆိုချက်ကဖြစ်တင်လာလို့ဖြစ်တင်တယ်ဖြစ်တင်တယ်တကယ်တမ်းအခုချိန်ဟိုဒါအေကအခုချိန်နေမြင်များစုကိုပိုင်ဆိုင်လာလို့ပေါ့မြန်မာနိုင်ငံမှာတကယ်ပြည်သူလူထုရဲ့စစ်တမ်းတွေလိုက်ကောင်းကြည့်လိုက်စစ်ကောင်စီဘယ်သူမှလက်မခံအဲ့လိုပဲရခိုင်မှာဆိုရင်တော့ဟိုဆိုရခိုင်မှာဆိုရင်အခုကအာအေရဲ့အုပ်ချုပ်ရေးကိုပဲလက်ခံပြီးတော့စစ်ကောင်စီကိုလုံးဝမယုံကြည်ဘူးအဲ့တော့အခုကြံနေတဲ့၃မြို့နယ်မှာတော့မှ အေးဟိုပါလားအေးအခုတိုက်နေတယ်အဲ့ဒါကြီးရပြီဆိုတော့ရဟန်ဘီနဲ့အားလုံးလွတ်မြောက်နိုင်ပြီဖြစ်သွားပြီလွတ်မြောက်ပြီးတော့သူ့ဘောက်သူသူရီမန်းထားတဲ့အိမ်မက်တွေကိုအကောင့်ထဲပို့နိုင်ဖို့အတွက်အခြေအနေတွေဖြစ်သွားပြီလို့ပြောတယ်အခုလည်းအကောင့်ထဲကပို့နေတာပဲပို့နေတာပဲဒါပြီးခဲ့တဲ့အပတ်တည်းအရဆိုရင်ဘိုးချုပ်ထွန်းမြတ်နိုင်အင်တာဗျူးအာ AR ရလွှင့်တာအားလုံးလည်းနားထောင်ပြီးလိုက်ပြီဒီထဲမှာဆိုဘိုးချုပ်ထွန်းမြတ်နိုင်ပြောသွားတဲ့အချက်လက်တွေအများကြီးရှိတယ်နောက်ဆုံးသူတို့ကိုဒီလူမျိုးရေးပြိပခါတွေ ကိုအေးအေးကိုပုံဖော်နေတဲ့အကြောင်းအရာတွေတော့မှအာသူ channel လက်နဲ့တရားရှင်းပြသွားတာကြီးလေအားလုံးကြားရမယ်ပေါ့နော်ဟိုပြောရမယ်ဆိုရင်တော့အာသူတို့ရီမန်းချက်တွေကိုသူတို့စပြီးတော့ account ထဲဖော်နေပြီအဲ့တော့ဆက်လက်ပြီးတော့လေဒါကတော့ဟိုဟိုပြောရမယ်ဆိုရင်ဗျသဘောတရားအရာပြောရမယ်ဆိုရင်နေမီပိုင်တဲ့သူကဟိုပါပဲနေမီပိုင်တဲ့သူကအဲ့နေရာမှာအစိုးရပဲအဒီလိုအခြေအနေပဲကျွန်တော်တို့သွားရမှာပဲအဲ့တော့တခြားကျွန်တော်နိုင်ငံနဲ့တခြားနိုင်ငံကြီးလဲထုံနေကောင်နေမီပိုင်တဲ့သူကအဲ့နေရာမှာအစိုးရပဲအုပ်ချုပ်သူပဲဟုတ်လား ဒါပြည်သူတွေကလည်းအဲ့ဒါကြောင့်မလို့လေဒီစစ်ကောင်စီလက်ထက်ကနေလွတ်မြောက်ဖို့လက်နက်ကိုက်တော်လှန်ရေးအားပေးနေတယ်ဆိုတာအဓိကပဲအဓိကနိုင်ငံရေးနီးလန်းနဲ့ဒီစစ်ကောင်စီကိုဖြုတ်ချလို့မရအောင်ဒါကြောင့်မလို့လက်နက်ကိုက်နီးလန်းနဲ့ကျွန်တော်တို့ဖြုတ်ချနေရတာဖြစ်တယ်အဲ့လက်နက်ကိုက်နီးလန်းနဲ့ဖြုတ်ချဖို့ပြည်သူလူတို့ကဘာလို့တခဲနဲ့ပါဝင်နေလဲတခဲနဲ့ထောက်ခံနေကြလဲဆိုတဲ့အဖြေကဒါပဲနေမီပိုင်ဆိုင်နေနိုင်တဲ့သူကသူ့ရဲ့ဟိုဟာအဲ့နေရာမှာအုပ်ချုပ်သူပဲအဲ့တော့အုပ်ချုပ်သူပဲဒါကလည်းပြည်သူတွေလိုနေတဲ့ ပြည်သူတွေတောင်းတနေတယ်ပြည်သူတွေတောင်းဆိုနေတဲ့အရာတစ်ခုလိုပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ A ကတော့အခုချင်းသူ့ရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့နိုင်ငံရေးစီရင်နဲ့ပတ်သက်တဲ့ပြဿနာတွေရောရခိုင်ပြည်နယ်ထဲမှာအများကြီးရှိတယ်ဥပမာ Rohingya ပြဿနာတွေအာနောက်ပြီးတော့တခြားသောဥပမာအာဆာလိုမျိုးအဖွဲ့တွေရဲ့ပြဿနာတွေဒါတွေလည်းအများကြီးရှိနေတာဖြစ်တယ်အဲ့တော့ A မှာတော့ PR တွေကတော့ရှိနေတယ်အဲ့တော့သူတို့ကတော့အခုလောဆယ်အာရခအစိုးရအနေနဲ့ပုံဖော်ပြီးတော့အုပ်ချုပ်ရေးတရားစီရင်ရေးတွေဒါတွေကိုဆောင်ရွက်နေတာဖြစ်တဲ့အတွက် ်ပေါ့နော်အာ A ရဲ့ A ကိုတရားဝင်အတိမတ်ပြဆက်ဆံပေးဖို့ဆိုတာတကယ်ကိုလိုအပ်တဲ့အကြောင်းအရာလိုပဲကျွန်တော်ကတော့မြင်တယ်ဥပမာဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးက A နဲ့တရားဝင်ဆက်ဆံရေးဖွင့်လှစ်ပြီးတော့စတင်နေပြီလို့တော့ကျွန်တော်ကတော့ထင်တယ်အာနောက်ထပ် UN တို့ တခြားသောအကြောင်းအရာတွေပေါ့နော်တခြားသောအကြောင်းအရာတွေကလည်းထွန်းနီး၎င်းလိုပဲအဲကျွန်တော်ကတော့ပြောချင်ပါတယ်ကြည့်အဲ့တော့ဒါတော့ A ရဲ့သတင်းလေးဖြစ်ပါတယ်အဲ့တော့ A ရဲ့သတင်းဆိုတော့နောက်တစ်ခုကိုသွားအောင်နောက်တစ်ခုကတော့ဟိုတနေ့ကတော့ကျွန်တော်တို့မန္တလေးမြို့လယ်မှာပေါ့နော်စစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲမှာစန့်ကျင်စာတွေချေချပြီးတော့လူလူလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ပုံတွေလူမှုကွန်ရက်မှာအများကြီးတက်လာတာတွေကိုတွေ့ရပါတယ် ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ကိုဒေတာဆန်းကတော့ရွေးကောက်ပွဲအတုစန့်ကျင်ရေးအတွက်မြို့ပေါ်လူမှုလှုပ်ရှားမှုမြင်ကွင်းတွေဆိုပြီးတော့သူ့ရဲ့ Facebook စာမျက်နှာမှာရေးထားရေးသားထားတာလည်းတွေ့ရပါတယ်အဲ့တော့စစ်ကောင်စီကတော့လာမယ့်ဒီဇင်ဘာ25ရွေးကောက်ပွဲမတိုင်မီမှာပဲရွေးကောက်ပွဲကိုအဝေးဘန်သူတွေဖမ်းဆီးထောင်ချနိုင်တဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုနောက်ရက်ဟန်တာဖျက်ဆီးခြင်းကိုကာကွယ်ဥပဒေပေါ်လာဒီဥစ္စာကိုတော့ဇူလိုင်29မှာပြဋ္ဌာန်းပြီးတော့ ပြထန်းနေပေါ့နော်ပြထန်းနေအခုလေဒီကောင်လေးတော်တော်များများပြည်သူတော်တော်များများဖမ်းလာ80ကျော်80လောက်ရှိနေတဲ့တွေ့ရတယ်ကောင်လေးဖမ်းလာတာရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီးတော့ဖမ်းလာတာဒါပေမဲ့ပြည်သူကတော့မကြိုက်တဲ့ဥစ္စာကိုတော့မကြိုက်ဘူးဟိုမပြောနိုင်အောင်ပါသူတို့တတ်နိုင်တဲ့နီးနဲ့စန့်ကျင်ကြပါပဲဒါကအဖြေပဲအဲ့ဒါကြောင့်မလို့အခုလေမန္တလေးမှာတော့ဒီတပိတ်အဖွဲ့ကတော်တော်လေးဘောတော့စွန့်စွန်စားနဲ့အလုပ်လုပ်တယ်လို့ပြောရမယ်ကျွန်တော်ရန်ကုန်တို့ဘာလို့မှတော့မှာအခုတပိတ်အဖွဲ့တွေတိတ်မလှုပ်ရှားနိုင်တော့အဓိက CCTV တွေဘာညာရဲဒါပေမဲ့ဒီတပိတ်အဖွဲ့ကအတက်ရောက်ပေါ်တော့ကျွန်တော်ဒါသူ့မျက်နှာကိုတော့အခုချိန်ထိမမြင်ဘူးသေးဘူးအများနဲ့ mask တက်ထားဖြစ်တဲ့အတွက်အဲ့တော့ အဲသူကတော်တော်လေးကိုလုံနိုင်တဲ့ဒူပေါ့နော်အဲတော်တော်လေးကိုအဲဟိုမန္တလေးထဲမှာဟိုအဲတခါတခါပျောက်ကြားသပိတ်တွေပေါ်ပေါ်လာပြီးတော့အလုတ်လုံနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒါကလည်းပြည်သူလူထုရားထဲမှာလိုအပ်လားဆိုတော့လိုအပ်တယ်ဗျာလိုအပ်တယ်လိုအပ်တယ်ပေါ့နော်လိုအပ်တယ်ကျွန်တော်ကတော့လိုအပ်တယ်လေအာလိုအပ်တယ်လို့ပဲထင်တယ်ပေါ့နော်အဲ့တော့ဘာပြောဟိုပါပေါ့နော်ဒီရွေးကောက်ပွဲကိုစန့်ကျင်ဖို့ဆိုတာလူထုရားထဲမှာ အာလှုံ့ဆော်ဖို့ကလိုအပ်တယ်အထူးသဖြင့်ပြည်တွင်းကသူတွေတော့ကတော့ဒီရွေးကောက်ပွဲဆန့်ကျင်ဖို့ဆိုတာခက်ခဲပေမဲ့ပြည်ပရောက်သူတွေလွတ်မြောက်နိုင်ပြီးရောက်ရှိနေသူတွေဒါတွေကတော့ရွေးကောက်ပွဲဆန့်ကျင်ဖို့အတွက်နီလန်မျိုးစုံနဲ့ကြိုးစားရမယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ရွေးကောက်ပွဲဆန့်ကျင်ရွေးကောက်ပွဲဆန့်ကျင်ဆိုရင်မင်းတို့ကပြောနေမင်းတို့ကမလုပ်နိုင်လို့လဲဟုတ်လားကျွန်တော်တို့ကလည်း ပြည်သူတွေဘောတော့နာပြီးတော့ထိရပဲစန့်ကျင်မှုမျိုးကျွန်တော်တို့ကလည်းအားမပေးပါဘူး။ဥမာပွင့်လင်းပြောဟာဟိုမတို့မပူပေါင်းနိုင်ဘာညာဆိုတရားဝင်ပြောနေတာလေအတန်တိတ်နီလန်နဲ့စန့်ကျင်တဲ့နီလန်တွေလည်းအများကြီးရှိပါတယ်။အဲ့တော့ဘာပြောပြောဥမာပြနောက်ဆုံးမဲရုံမသွားမနေရသွားရတယ်ဆိုရင်တော့ဘာဟိုပောက်ကရလှုပ်လိုက်ပေါ့နော်မထည့်ဘူးဘာဖြစ်လဲဟိုဟိုရှောက်ပြီးတော့ပင်မဲဖြစ်အောင်လှုပ်လိုက်ဗျာဒါပြောကျင်တာဒါနောက်ဆုံးနီလန်နေလေနော်နောက်ဆုံးနီလန်နေအဓိကတော့ကိုမမထည့်ကျင်တာဘဘသူကမှဟိုဘာမှမဖြစ်တာ ပေါ့နော်ဒါပေမဲ့ရွေးကောက်ပွဲစက်တီနဲ့ပတ်သက်ကျွန်တော်ကပယ်မဲဆိုတာအရင်တော့ဥစားအရင်တော့ assistant နဲ့ပြောတာအခုကတော့ဟိုပါပေါ့နော်ဟိုဒီကောင်တွေကမဲပိစက်တီနဲ့လာမှာဖြစ်တဲ့အတွက်အဲ့တော့လေပောက်ပြရရှောက်တယ်ပေါ့ဥမာအပွင့်လေပြောဒီကောင်တွေကကြက်ခိုင်နိုင်အောင်လုပ်တဲ့ဆိုကြက်ခိုင်ကြက်ခိုင်မဟုတ်တဲ့ဥစားတွေတယောက်တယောက်တနေရာစီရှောက်တယ်ပေါ့ဟိုပြောနေတာပဲဘာလဲပြောရွေးကောက်ပွဲဟိုဟိုကကျွန်တော်တို့က အမ်ဟိုအားပေးလို့လည်းအားပေးစရာလည်းမလိုဘူးထောက်ခံနေစရာလည်းမလိုဘူးဘာဖြစ်လို့လဲဆိုတော့ဒီရွေးကောက်ပွဲကဘာကိုဥတည်နေလဲဆိုတော့အားလုံးသိတယ်ပဲဒီအပိုင်းမှာပတ်သက်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အဥ္စာတွေကတရင်းနဲ့တောက်လျှောက်တက်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းတောက်လျှောက်ပြောပြနေတယ်အဲ့တော့ကျွန်တော်ကတော့အနာခံပြီးတော့ထိမဲ့ဆန့်ကျင်မှုမျိုးတော့ကျွန်တော်တို့လည်းအားမပေးပါဘူးဒါပေမဲ့တက်နိုင်တဲ့နည်းမြတက်နိုင်တဲ့နည်းအတန်တိတ်နီးလန်းနဲ့လောက်ကြပါလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဲ့ အဲဒီထဲမှာဘာလဲဆိုတော့သူတို့ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေဒီဥပဒေနဲ့ပတ်သက်ပြီးလူငယ်တော်တော်များများကိုလည်းဖမ်းဆီးထားတာတွေရှိပါတယ်။အဓိကတော့ရွေးကောက်ပွဲမှာမဲလာပေးတာတွေမဲဆက်တွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မပြောနဲ့ပြောမယ်ဆိုရင်ဖမ်းမယ်ဆိုတဲ့သဘောတရားပဲပေါ့နော်။အဲတော့ဟိုပြောရမယ် NLD လက်ထက်တော်ကကြာတော့မဲခိုးတယ်ဘာညာဆိုပြီးတော့ပေါ့နော်ဆွဆွဲတဲ့ကောင်တွေကသူတို့အလှည့်လေကြောင်ပေါ်တင်ကိုလူမိုက်စကားပြောနေတဲ့ပုံစံလို့ပဲကျွန်တော်ကတော့ယူဆတယ်ပေါ့နော်။အဲတော့ဒီရွေးကောက်ပွဲကိုဘာလို့အားမပေးရလဲဆိုတာကျွန်တော်ပြောမယ်။ တော့စစ်ကောင်စီလက်ထက်မှာကျွန်တော်တို့နိုင်ငံမှာဘလူရီတောင်ဖြစ်နေလေမြို့ကြီးပြကြီးမှာမောမင်းမဲစရိုက်ဆန်ဆန်အာမင်းမဲစရိုက်ဆန်ဆန်ဆိုတာအထက်ပေါ့နော်မင်းမဲဓမြမှုတွေတခိုးမှုတွေတချို့ဥစားတွေအများကြီးဖြစ်နေတယ်မှာအခုကျွန်တော်ပြမယ်ကျွန်တော်ဒီဗီဒီယိုလေးတစ်ခုပြရန်ကုန်မှာပေါ့နော် W1 ရှူနေတာ W1 ရှူနေတာလမ်းဘေးကြီးမှာထဲပဲကျုံးလာကြီးဟမ် WI WI ရှိပဲချုံနေပါရင်တော့ဝင်မရှိဘူးနော်။ဒဲ့ပဲကျုံးချက်ကြီးอ่ะဟာဟဲ့အေးတိုင်းပြည်ကအဲ့လိုကြီးဖြစ်နေပြီ။တိုင်းပြည်ကအဲ့လိုကြီးဖြစ်နေ။မွေးစီဝေးတွေဘလောက်ပေါ်လဲဆိုတာလမ်းမေးမှာတော့ထိုင်ရှူနေတဲ့အဆင်မျိုးရောက်။အရင်တော့အဲ့လိုမျိုး တွေ့ရနေကြောဆိုတော့ဒါနေရီရွာတွေမှာတော့ရှိတာပေါ့နော်နေရီရွာဆိုတော့နေရီဆိုတာကနေသက်တီသားတွေဟိုဟာတခြားနေရာတွေမှာရှိတော့ဒါပေမဲ့မွေးစေးဆိုတာပေါ်တင်လူမြင်ကွင်းမှာယူဖို့ဆိုတာတော်တော်ခဲရင်းတဲ့ဥစ္စာတစ်ခုပေါ့နော်ဒါပေမဲ့ဒီဥစ္စာဘာလို့ယူလာလဲကြည့်ရစေးစာနေတာပဲဖြစ်ပါသေးပေါ့နော်ဒီစေးစာနေတာပဲဖြစ်ပါသေးတချို့တော့ကြောင့်ဘာမှခွင့်မဆိုင်နိုင်တော့လေအခြေအနေ ठी ကို အာဘောနမွေးစိတ်ဆွဲတဲ့သူတွေတလောက်ထီတော့များနေပြီလားကြုံရနေရမှာစီးချနေတဲ့ဆိုတဲ့ပုံစံနှိခင်းကြောင်တော်ကြီးအာလင်းထိန်နေတဲ့အချိန်ပြီးမှချတယ်ဆိုတဲ့ပုံစံမျိုးတွေကဒီဒီနိုင်ငံမှာဖြစ်နေတာဘာကြောင့်လဲအဲ့အဖြေကဒါပဲဒီမွေးစိတ်တွေဘာကြောင့်ပေါများလာလဲလက်ရှိအခြေအနေတွေကဘာကြောင့်ဖြစ်လာလဲလူစိုးတခိုးတွေဘာကြောင့်ပေါများလာလဲဒီစစ်တပ်ကမတရားအာဏာလုပြီးတော့လုံချင်ရလုံနေတာဖြစ်တဲ့အတွက်ဒီလိုမျိုးတွေဖြစ်နေတာတရားဥပဒေစိုးမိုးမှုမရှိတော့တာ တချို့လူတွေပြောကြတယ်တရားစွဲမယ်နော်တရားစွဲမယ်နော်တရားစွဲမယ်နော်ဒီတိုင်းကမှာတရားဥပဒေကိုဘာတွေဖြစ်နေကြတာဒီတရားဥပဒေကမျှတမှုကမရှိတာဒီတရားဥပဒေကဘောလို့လက်တင်ရစားတော့ခေါ်ငွေရှိတဲ့သူအာဏာရှိတဲ့သူတွေကနိုင်နေတဲ့ဒီတရားဥပဒေမှာဘာတွေဟောဖြစ်နေတရားဥပဒေထက်မှာအများကြီးရှိနေတာတရားဥပဒေစိုးမှုမရှိတော့ဘူးတာမဲ့လူတွေကြားထဲမှာအနိုင်ကျင့်မှုဖြစ်စဉ်တွေအများကြီးဖြစ်နေဘာကြောင့်လဲ ဘာကြောင့်လဲဒီကောင်နေစောက်ချုံပဲဒီရွေးကောင်ပွဲကနေပြီးတော့တက်လာတဲ့ကောင်တွေကဒီစောက်ချိုးပဲသွားပါပဲဒီစောက်ချိုးပဲသွားပါကျွန်တော်နိုင်ငံတိုးတက်လာဖို့မရှိဘူးနော်ဒီဟိုဟာဟိုဟာအာဘာလဲနေဒီတိုင်းဟိုဟာပုံမှန်ဒေတာနဲ့လည်းသွားမှာမဟုတ်လို့စောက်ရုပ်လာဖို့ပဲကျွန်တော်နိုင်ငံမှာရှိပါတယ်ကျွန်တော်နိုင်ငံမှာရှိပါတယ်အစအဦးတွေပြရုပ်တွေဟဲ့လားတခြားဥစ္စာတွေဒီကောင်တွေစောက်ပြီးတော့အဲ့လား ORDI နဲ့စူးစမ်းနေတယ် ဒါပေမဲ့အဲ့ဥစားတွေကတကယ်လူတွေရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်တဲ့အရာတွေမှမဟုတ်တာအလုတ်ကင်တွေရှားပါလာတယ်လူငယ်တွေပြိပတွေကိုအသင်းအတန်ထွက်နေကြတယ်အလုတ်တွေမရှိလို့ကန်နေမရှိလို့သူများနိုင်ငံမှာကျွံလွန်ကျွံလွန်လွန်တတပုံစံမျိုးနေလောက်ကင်နေရတယ်လေအများကြီးရှိတယ်ဒါကျွန်တော်ရောက်နေတဲ့နိုင်ငံမှာတော့အများကြီးပဲသူများနိုင်ငံသားတွေမလုတ်ချင်တဲ့အလုတ်တွေလုတ်နေရတယ်ဟာလာပတ်စံရဖို့တခုတည်းကိုပဲကြည့်ပြီးတော့လုတ်နေရတယ်အချိန်တွေမျိုးအများကြီးရှိတယ်အဲ့ဒါကဘာကြောင့်လဲဘာကြောင့်လဲတရားဥပဒေစိုးမိုးမရှိဘူးစီးပွားရေးမကောင်းဘူးနိုင်ငံရေးစနစ်ကမကောင်းဘူး လိုကောင်းနေလုတ်တဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့တတ်နိုင်သမျှမပူးပေါင်းဖို့လိုတယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်နော်โอเคအဲ့တော့ကျွန်တော်နောက်ဆုံးတစ်ခုတွားကြည့်အောင်နောက်ဆုံးတစ်ခုကတော့ကြောင်မျိုးမင်းဆိုတဲ့ကောဘာသာကနေပြီးတော့တကယ်ကိုဒီကောင်လေးအုံတော်ထဲမှာချီးနဲ့တုတ်တွေပဲရှိတာဗျာချီးနဲ့တုတ်တွေပဲရှိတာဒီကောင်လေးကတခါကျရင်ကြောင်မျိုးမင်းတို့ပါတော့ဒီကောင်လေးကအဲ့လိုပေါ့နော်ကျွန်တော်ကျွန်တော်ဗီဒီယိုတွေကိုအမြဲကြည့်တဲ့သူတွေဆိုတော့တိမာပါကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ဟာဘာလဲဆိုတော့ ဒီကောင်လေးဗီဒီယိုတွေကိုကျွန်တော်ပြန်ပြီးတော့ react လုပ်နေတယ်ဒီကောင်လေးသတင်းဥစ္စာတွေကိုချင်ဟိုပြနေတယ်ဆိုတာတခြားဥစ္စာမဟုတ်ဒီကောင်လေးဘလို့စကားတွေပြောပြီးဘလို့တွေလုပ်နေတယ်ဆိုတဲ့ဥစ္စာကိုမသိတဲ့သူတွေကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်တကယ်တော့ဒီကောင်လေးရဲ့စစ်တပ်ကကောင်းကောင်းစစ်တပ်အတွက်ကောင်းကောင်းဝါရက်ဖြန့်ချီပေးနိုင်တဲ့ကောင်းလေးဆိုတာကျွန်တော်ကပြောချင်တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးဘာကြောင့်ဒီလိုမျိုးဝါရက်ဒီကောင်လေးကအမားတရားမှာအမှန်တခုလောက်ထည့်ပြီးတော့ဝါရက်ဖြန့်နေကောင်းလေး အမားတရားလုတ်တယ်အမှန်တကူလောက်ဝါးရပြန်တယ်အဲ့ဒါမျိုးနဲ့လုတ်တယ်ဆိုတဲ့လူတွေလူတွေကလည်းမှန်တယ်ဆိုရင်အကုန်လုံးဟိုတော့ဘသူပဲဖြစ်ဖြစ်ဟိုဟာဖြစ်တဲ့ဥစ္စာအဲ့တော့ကျွန်တော်တို့ဒီမှာအမှန်ဒီအမားတွေရှားထဲမှာအမားတွေ၁၀ခုလောက်လုတ်ပြီးရောအမှန်တစ်ခုလောက်ကိုလူတွေကမြင်ပြီးတော့အာ तू မှန်တာလုတ်တာပဲဆိုပြီးတော့အားဖိတ်ခံရတဲ့သတင်းမီဒီယာသမားတွေ influencer တွေလည်းကျွန်တော်နိုင်ငံမှာတအားကိုပေါ်လွန်ပါတယ်လူတွေစီကနေပြီးတော့မတရားတဲ့နေနဲ့စီးပွားတွေရှာပြီးတော့ ဟိုတော့တရားတဲ့နင်းနီးရစီးပွားရေးရှာပတ်စံတွေလှူပြပြီးတော့လူတွေကပြန်ပြီးတော့တာဓုခေါ်နေရတဲ့အခြေအနေမျိုးတွေလည်းအများကြီးဖြစ်တယ်ကျွန်တော်တို့နိုင်ငံကလူထုကတကယ်ကိုဂျင်းကျွေးလို့ကောင်းတယ်လူထုလို့ပြောတယ်အဲ့ဒါကကျွန်တော်လူထုအပြစ်ပြောတာမဟုတ်ကျွန်တော်တို့ကိုယ်တိုင်လည်းဂျင်းနေကြတဲ့မှာတသက်လုံးလည်ပက်လာခဲ့တဲ့ကောင်းနေနောက်ပိုင်းမှဆိုတာကိုပေါ့ကဒါအမှန်အမှားလားဆိုတာအုံနောက်နဲ့ဆုံးဖြတ်ပြီးတော့ဟိုဟာဖြစ်နေတာ တစ်ဖက်တကူမုံတီးတဲ့စိတ်နဲ့ကျွန်တော်တို့က blind cop တွေ social punishment တွေလုပ်နေတာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီအတိုင်းဝိုင်းနေဒီစစ်ကောင်စီအတိုင်းဝိုင်းနေစစ်တပ်နဲ့ပတ်သက်တဲ့သူတွေကပြောရမယ်ဆိုရင်ကောင်းတဲ့သူတယောက်မှမပါဘူး။ကောင်းတဲ့သူတရားဝင်ပါအလူတန်းတွေတေလောက်အောင်လုပ်ပြလဲကောင်းတဲ့သူတွေမဟုတ်ဘူးလူတွေစီကနေမတရားနဲ့နီးလန်းနေမှောင်ကိုနီးလန်းနေတရားမဝင်နီးလန်းနေတဲ့ပတ်သက်နေရှာပြီးချမ်းသာပြီးအဲ့ဒီကနေပြီးပါသူတို့ရတဲ့ဆယ်ပုံတွေကမှတပုံလောက်ကိုလှူပြပြီးလူတွေကြားထဲမှာသူတော်ကောင်းဘွယ်ခံယူနေတဲ့ကောင်တွေအဲ့လိုပဲအမားတွေကြားထဲမှာ အမားကြီးအများကြီးလှုပ်ပြီးတော့အမှန်တကူလောက်လှုပ်ပြပြီးတော့လူတွေရဲ့ပီတိမေတ္တာတွေခံယူနေတဲ့ကောင်တွေအဲ့လိုကောင်တွေကြားတဲ့အဲ့လိုကောင်တွေကြီးစိုးနေတဲ့ဒီပေါ့နော်မြန်မာနိုင်ငံရဲ့ဆိုရှယ်မီဒီယာအတိုင်းဝိုင်းကတကယ်တမ်းပွင့်လင်းပြောရရင်အားကိုကြောက်ဖို့ကောင်းပါတယ်အဓိကအားဖြင့်ပြည်တွင်းမှာနေတဲ့သူတွေပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်အခုချိန်လူတွေဟဟဟိုနည်းနည်းလေးကောင်းတာလှုပ်ပြပြီးဆိုဟာတာရုတွေခေါ်ကြီးမို့လိုက်ဟဟ အာဟုတ်တယ်မှန်တယ်အာကိုပြောအမှန်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒီလိုလောက်ပြနေရတဲ့သူများအဲဒီမှာဒီကောင်ဒီလိုကောင်တွေလည်းပါဒီလိုကောင်တွေကလည်းဝင်လင်းပြောရင်သူတို့ရဲ့ဒီကောင်တွေကစကားပြောကောင်းတယ်ဆွေးဆွေးဆောင်ပြီးတော့ပြောတတ်တယ်လူတွေကိုဟိုဟာဖြစ်ပြောတတ်တယ်အဲကြားထဲမှာတခါကြရင်ဒီကောင်တွေကသူတို့ဖြန့်ကျင်တဲ့ဝါဒကိုမရရအောင်ထက်ပြန်ဝါရှိအခုဒီဗီဒီယိုကတက်တည်ပဲကျွန်တော်ပြမယ်လူကောင်းအောင်ဆိုကောင်းတဲ့တောင်ဆန်းသူကြီးပေါ့ဗျာအဲ့တောင်ဆန်းသူကြီးဟိုလွတ်မြောက်ရေးအတွက်ဆိုပြီးတော့ဒီမှာဟိုတူတာနော်တူတာ ကင်မရစ်ကတရုတ်နိုင်ငံကိုလှမ်းမိခုညီတော့မှာလေဆိုပြီးတော့တရုတ်နိုင်ငံမီဒီယာ South China Morning Post ကနေပြီးတော့အကြီးသားတာတွေ့ရတယ်။ပြောရရင်တော့ဟိုကင်မရစ်လို့ခေါ်တဲ့ပုဂ္ဂိုလ်ကတစ်ချိန်လုံးသူ့အမေတိုင်ပင်ခံဖြစ်တော့ကတော့မြန်မာပြည်မှာနိုင်ငံရေးလုပ်နေတော့တစ်ချိန်လုံးတစ်နှစ်ပတ်လုံးနေလို့တော့သူ့အမေယူစကားတစ်ခွန်းလုံးပြည့်အောင်ပြောတယ်ကောတစ်နှစ်ပတ်လုံးနေလို့မှသူ့အမေနဲ့ယူ၁၂ခန်းလာအဲတစ်နှစ်ပတ်လုံးနေလို့မှ၁၂ချိန်ပြည့်အောင်ဟို form ဆက်တဲ့ကောင်ကဖုန်းဆက်တဲ့ဘဲကအခုကြမှာထားပြီးသူ့အမေမင်းမင်းဂျမန်ပါစီမင်းမင်းဘာဖြစ်ပါစီအဲ့ဒါဒီကောင်ပြောခြင်းတဲ့ message ကို ဒီကောင်တွေဝါရဖြန့်ကျင်တဲ့နီလန်ဆွဲခေါ်ရတယ်လို့ကျွန်တော်ပြောတာဘာဖြစ်လို့လဲဆိုတော့ Kim Everett နဲ့အမေစုသူတို့ရဲ့ဆက်ဆံရေးဘယ်လိုရှိလဲဆိုတာကျွန်တော်တို့ပြည်သူတွေအားလုံးသိတယ်အဲ့တော့အမေစုတိုင်းပြည်ကပါညာဖြစ်နေတဲ့အချိန်မှာ Kim Everett မြန်မာပြည်မလာတိုင်းပါထားဘာဖြစ်လို့လဲဆိုတော့အဲ့မှနိုင်ငံရေးတာဝန်တွေထမ်းဆောင်နေတယ်တခြားဥစ္စာတွေနဲ့သူတို့စကားပြောကျွန်တော်တို့မသိပဲနဲ့အမေစုနဲ့ Kim Everett အဆက်အသွယ်ရှိတာကြီးလဲအများကြီးရှိလိုက်မယ်အဲ့ဒါကြီးဘာပြောဒီကောင်အဲ့ဥစ္စာကိုဘာတွေဟိုဟာလာဖြစ်နေတာပြောရမယ်ဆိုသူ့ရဲ့မိခင် အိုအလုပ်တွေအများကြီးလုပ်နိုင်တဲ့အချိန်မှာ तू က pressure မပေးဘူး तू ဘာလို့ तू ဟလာဟိုပါဖြစ်တယ်အခု तू အမေလွတ်မြောက်ရေးအတွက်လိုတဲ့အချိန်မှာ तू ထွက်ပြီးတော့ဟလာစကားတွေပြောတယ် तू လုံလုံနိုင်လား तू လုံနေလားကင်ဝတာမိဆက်ဆန်ရေးဗျာတာမိဆက်ဆန်ရေးတာအမိဆက်ဆန်ရေးတာအမိဆက်ဆန်ရေးဟဲ့အောင်ကြောင်မျိုးမင်းတာအမိဆက်ဆန်ရေးကွာတာအမိဆက်ဆန်ရေးကမင်းအမေကိုအဲ့လိုမျိုးမင်းပထွေးတွေကခေါ်ပြီးတော့အဲ့လိုလှုပ်ထားရင်မင်းဘယ်လိုနေမလဲနော် နာနေဟောဒီကောင်းနေဒီကောင်းတော့မှနိုင်ငံရေးကြိုက်တဲ့မူမင်းပေးနေလို့မိဒီပဲတော့ဒီပဲတော့မူမင်းပေးနေလို့မိဘူးပါလို့ဆိုတဲကိုလှမ်းပြီးတော့ဒေါက်ဆာကြီးလုံမြောက်ကိုကုညီပေးကိုတောင်းဆိုတယ်တဲ့နော်ကုညီပေးကိုတောင်းဆိုတယ်တဲ့ဆိုတော့သူအမေတို့ကသူတက်နိုင်တဲ့နေရာကြိုးစားတာဟောကွာဟိယသူအမေတို့ကသူတက်နိုင်တဲ့နေရာကြိုးစားနေတာဟောကွာဟိယ သူကပါဆိုရှင်ချင်းမင်းကိုတောင်းဆိုပါတယ်တဲ့ကျွန်တော်ရှင်ချင်းမင်းတောင်းဆိုပါတယ်သူ့မင်းကိုလွှတ်ပေးဖို့နဲ့စစ်တပ်ဘောဖိအားပေးဖို့ပါတဲ့အဲတိောက်ကလည်းမြန်မာနိုင်ငံရဲ့နှစ်ရှည်လာဆက်ဆံရေးဒီမှာကြီးမားတဲ့ရင်းမြစ်တွေကိုနိုင်ငံတကာပြည်တော်ဟောတာရှိပါတယ်တိောက်ကမြန်မာဘောဟောတာရှိပါတယ်အဲဒါကြောင့်မလို့ဒေါန်ဆန်းသူကြီးကိုလွှတ်ပေးဖို့ကိစ္စမျိုးတွေဒါမျိုးတွေတောင်းဆိုပါဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့တိောက်ကလည်းဒေါန်ဆန်းသူကြီးလွှတ်ပေးဖို့တောင်းဆိုဖို့ရှိတယ်လို့သူကြားပါတယ်ပေါ့အဲဒါမျိုးတွေပြောချင်တယ်တိောက်ကလည်းပြောတယ်ကျွန်တော်အမြင်ပြောရရင်တော့တိောက်ကဒေါန်ဆန်းသူကြီးလွှတ်ပေးဖို့တောင်းဆိုတာမဟုတ်ဘူးကျွန်တော်သိသလောက် တရုတ်ကပြောတာချင်းချင်းလေးသူ့မိတ်ဆွေတို့တော့တို့ရဲ့ဒေါ်စန်းသူကြီးကိုတော့ကောက်ကောက်မဆက်ချောက်ပြေးပါဆိုတဲ့စကားလုံးတော့ပဲအမြင့်ဆုံးပြောတယ်အဲ့ဒါပဲရှိတယ်ပြောရင်ပြဟိုပါခေါ်လဲဆိုတော့တိုင်းပြည်ရဲ့လက်ဝချက်အဥပဒေချိုးဖောက်ထားတဲ့သူနောက်တော့ကတိုင်းပြည်ရဲ့ဒီဘဏ္ဍာငွေပေါ့နော်ကျပ်23ဘီလီယံနဲ့ဒေါ်လာဘယ်လောက်လဲ9,600တန်းတော့10,000တော့မသိအဲ့လောက်ပမာဏသောငွေကြီးအလွယ်သုံးစားလုပ်တယ်လို့အော်တရားစွဲခံထားတယ်သူပြောရင်တော့နိုင်ငံဘဏ္ဍာငွေအဂရိလုပ်တယ်ပေါ့ဗျာအဂရိလုပ်တယ်လို့ခံစားပြောခံထားတယ်လူအဲ့လိုမျိုးပုံမှာတိတ်အောင်ဆိုးရတာလေဘယ်လိုလုပ်ပြီးတော့လှုပ်ပေးဖို့ပဲပြောမယ်ပြောတွေ့လား တွေ့လား तू လိုချင်တဲ့အချက်ကို तू ထည့်ပြောပါအဲ့တော့ကြောင်မျိုးမင်းစောက်ယူမင်းကခွေးတောင်းသားတကယ်ကိုပုံးနောက်ထဲမှာချီးနဲ့တုပ်ပဲပြည်နေရကောနော်ဟဲ့လားအနာရှင်နေအလိုကြဒီကောင်ဒီကောင်တခါကျဝေပန်လေဒါမဲ့ဒီကောင်ဘာလို့အဖမ်းမခံရလဲဆိုဒီကောင်ကောင်းကောင်းဝါရဖြန့်တယ်လို့ဒီကောင်ကိုစစ်တပ်ကတမင်သက်သက်ကိုဒီကောင်ကိုထားလာပြီလားတဲ့လားအဲ့တော့ပြောရမယ်ဆိုအမေစုနဲ့ပတ်သက်ပြီးတော့အာကင်ကင်ကဒါပို့တယ်ကိုထိန်လင်းပို့တယ် ဟဲ့ဟိုကဒေါန်ဆန်းစုကြည်တားกว่าတဲ့မင်းတို့လို့ပောက်လို့ပေးသားကောင်နေမဟုတ်ဘူးဒေါန်ဆန်းစုကြည်တားကဘာငင်းရန်ရေနိုဘယ်ဆုရှင်ရဲ့တာနော်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့တာကဘာကျော်ပုဂ္ဂိုလ်ရဲ့တာกว่าရောက်နော်ကဘာကျော်ပုဂ္ဂိုလ်မင်းလို့ပောက်လို့ပေးသားဘယ်ကောင်နဲ့ဘလို့ရပြီးတော့မွေးလာတဲ့ဟောလောမျိုးမစစ်ကောင်မဟုတ်ဘူးကွာမျိုးမစစ်ကောင်မဟုတ်ဘူးဟိုကတကယ်ကိုမျိုးရုံးနဲ့သူ့အဖေဆိုလေတကယ်ကိုပညာတတ်ဟလာအင်္ဂလန်နိုင်ငံသား ောက်ပြီးတော့ကဘာကျော်ပုတ်ကိုဒေါန်ဆန်းစုကြီးရဲ့သားကကင်အရစ်ကတိလာရောက်ကင်အရစ်ကဒေါန်ဆန်းစုကြီးရဲ့သားမင်းလိုမျိုးမဆက်ကောင်မဟုတ်ဘူးကြောင်မျိုးမင်းရဲ့မင်းလိုမျိုးမဆက်ကောင်မဟုတ်ဘူးဟိုကဒေါန်ဆန်းစုကြီးရဲ့သားတော့ကဘာကျော်ပုတ်ကိုရဲ့သားရောက်ကဘာကျော်ပုတ်ကိုရဲ့သားကဘာလူဒုချစ်ခင်လေးစားရတဲ့လူဒုခေါင်းဆောင်နော် ဒေါအောင်ဆန်းစုကြည်ရဲ့သားကွာဒေါအောင်ဆန်းစုကြည်ရဲ့သားเนาะမင်းက KF ကိုဝေဖန်အောင်မင်းအဲ့လောက်အဆင်မရှိဘူးရအောင်ကြောင်မျိုးမင်းအဲ့တော့အဲ့ဒါအကြောင်းမလို့လေအကုံပုတ်ကြအောင်ပဲသူကလည်းတရုတ်တမရရှီချင်းဖြစ်ဒီစီတောင်းဆိုရဲဆိုတာအဲ့ဒါပဲမင်းတို့မင်းတို့ရဲ့မင်းအောင်လားတရုတ်ကိုသွားတော့ခွေးတို့ပေါက်ကနေပြီးတော့မင်းတို့ဝင်ဝင်နေရတာရှီတင်းမင်းကကိုယ်တော်ညီခင်းပြီးတော့မင်းတို့ကြိုးစိုးနေရမဟုတ်ဘူးအမေစုတရုတ်ကိုသွားတော့ဘလို့ကြိုးစိုးလဲဟျောက်ဗီဒီယိုတွေရှိတယ်မင်း online ပေါ်မှာပြန်ရှာပြီးတော့ကြည့်လိုက် ဗီဒီယိုတွေရှိတယ်နော်ဗီဒီယိုတွေရှိတယ်တရုတ်ကတော့ဗဒေါ်ဆန်းစုကြည်ဘလောက်ထိနော်မင်းစုကိုဘလောက်ထိတလေးတသားတန်ဖိုးထားတလေးတသားနဲ့တန်ဖိုးထားဆက်ဆက်ရလဲဆိုတာဟဲ့ကြီးကြီးကြီးဟဲ့ကြီးကြီးနော်အဲ့တော့တရုတ်ကိုဘာကြောင့်ကူညီလောင်းဆဲလဲဆိုတော့မင်းတို့ကတရုတ်နောက်လိုက်ခွေးတွေကိုကတရုတ်နောက်လိုက်ခွေးတွေကိုတရုတ်ကသူ့ခွေးကို ဟုတ်လားသူ့ခွေးတွေကိုပြောပြဖို့ဆိုပြီးတော့သူ့အကူညီတောင်းလာသူ့မမားဘူးသူ့မမားဘူးဟိယနောက်ပြီးတော့အမေစုခိုးတယ်လို့ပြောအောင်အမေစုရဲ့ပိုင်ဆိုင်မှုတွေမင်းတို့အကူတရားစွဲတာရယ်ပြောရယ်အမေစုရဲ့ပိုင်ဆိုင်မှုတွေဘလောက်ရှိပါလဲဆိုမင်းတို့ထုတ်ပြနိုင်လို့လားနော်ထုတ်ပြနိုင်လို့လားခိုးတယ်လို့ပြောခိုးတယ်လို့စွဆွဲခံထားရတယ်ဘာညာပြော ထုတ်ပြနိုင်လို့လားမေစုတရားနေပြီးတော့မင်းတို့နိုင်ငံဘန်နာပြည့်ကျွန်တော်တို့ကဘလောက်သိမ်းလိုက်ရပါလဲဘာညာဆိုပြီးတော့မင်းတို့ဟိုဘဖြစ်လို့လားမင်းတို့စွဆွဲချက်စာရီထဲမှာပဲရှိတာနော်ဟိုမှာ အမျိုးသမီးတစ်ယောက်တည်းအဖွားကိုအဖွားကိုအရွယ်နော်အသက်အရွယ်ကြီးမြင့်နေပြီဒီလိုလူကိုမင်းတို့ကောင်တွေကပောက်ကြရအမှုရနေဆိုရင်နိုင်ငံတော်လိုအပ်ချက်အဥပဒေလို့ပြောရအောင်ဘယ်နိုင်ငံတွေကသူကအဥပဒေနဲ့ရောင်းစားခဲ့လို့လဲစောင်းတာနဲ့ဆိုတာသူတရားဝင်ခန့်အပ်ထားတဲ့သူနော်သူဟုတ်လားနော်အဲ့တော့ပောက်ကြရလျှောက်ပြောမနေနဲ့အကြောင်းမျိုးမင်းရဲ့နော်ပြောရရင်တော့သူအမြင်ဆုံးပြောရင် မျိုးပြောရင်တော့ကျမ်းကျမ်းမကြီးကောင်းမှုဆောက်ရှောက်ပေးထားပါဒါလည်းပြောမှာပြီးတော့ဒေါက်ဆန်းသူကြီးရဲ့အမှုလေးနဲ့ပတ်သက်လို့တို့ကလေ့လာကြည့်ပြီးလေတရုတ်ပြည်ပိုင်းကောအကောင်ကလိုက်လေ့လာထားပြီးသွားပြီပြီးတော့ထားတဲ့ခါမှာတို့ဒါဒီနိုင်ငံရဲ့ဥပဒေနဲ့သွားနေတဲ့ကိစ္စဝင်ပါလို့မရအောင်ဆိုတော့တို့ကောင်းကောင်းသိတယ်ဒါတို့တောက်ဆိုဒီကင်မရာတို့တောက်ဆိုချက်ကတောက်ဆိုချက်သားလေးဖြစ်ပြီးတော့ဘာမှတရုတ်ကလုပ်ပေးမှာမဟုတ်ဘူးပြီးတော့သူကခုမှပြောပြီးထားတယ်ပြောပြောပြောနေတာတခါကြတော့လေဒီကောင်တွေကဘာလို့ဆိုတော့တရုတ်ကမြန်မာဆိုတော့ပြောမြန်မာဆိုတော့အကြောက်နဲ့မလုပ်ဘူးမြင်ထင်တာ လို့တိရုတ်ကလည်းမြန်မာဆိုတဲ့အုပ်ချုပ်ရေးနေရတယ်သူဆက်ဖက်လို့မရကြောက်ပါတယ်မင်းတို့ကြောက်ပါတယ်တရုတ်ကိုကြောက်ပါတယ်ဟေ့အောင်သူဆက်ဖက်လို့မရအဲ့လိုပဲသူ့နေနေရပါလဲဆိုတော့အကြံပေးတရုတ်သားတကယ်တမ်းတောင်းဆိုမယ်ဆိုရင်ရတယ်တရုတ်သားအဲ့အောင်လွတ်ပေးလိုက်ကွာလို့ပြောမယ်ဆိုရင်တော့ရတယ်နော်ဘာဖြစ်လို့လဲဆိုတော့မင်းတို့ကြောက်ကြဘူးရဲ့အစင်တန်းတရုတ်ရဲ့ဘောနော်နေသားနေသားမျိုးသားအစင်လောက်ပဲရှိတော့လားဟေ့အောင် ူရရစဖတ်မရအောင်အဲ့တော့ကြံပြုတ်တဲ့နေရာမှာဒေါသဖြစ်ပါလို့ဒေါသဖြစ်ပါလို့ကြံပြုတ်မယ်လို့တော့မထင်ဘူးဒါကြောင့်ဒီကောက်တောက်ဆိုကြရသည်နိုင်ငံရေးအမျက်ထုတ်ကိုကြိုးစားတာကဖြစ်ပြီးတော့ဆက်ထားပေါ်တဲ့ပို့လို့မီဒီယာတွေလို့နိုင်ငံရေးနိုင်ငံရေးအမျက်ထုတ်တယ်ပြောအောင်ဟေ့ဟိုဟာတားအမီကွာတားအမီကွာသလားတားအမီသလားတက်တက်ကိုတမင်ဟိုတာလူတွေကြမှာဘွားရောက်ဖြတ်မှုကြိုးစားတာဒေါ်သာသူကြီးနဲ့ပတ်သက်ပြီးတော့လူတွေကြမှာအတန်ထောက်ကြိုးစားတာတရုတ်နဲ့မြန်မာနဲ့ဂျာဆက်ဆံရေးကိုလည်းခေါင်းဆန်းခြင်းနဲ့ရည်ရွယ်ချက်ပဲလို့ကျွန်တော်ပြောတယ်ဒေါ်သာသူကြီးကသူပြောတယ်လို့ပြောမယ်ဆိုရင်တော့ အခြေတိုင်ခင်ဗျာအခြေချုပ်လည်းနေရမယ်လို့ပါဗျာအခုလည်းအခြေချုပ်လူပဲနေနေရပါတယ်ဗျာခုမှလည်းပြောရင်ဒေါ်သက်ပြအခုလည်းအေးဆေးကောင်းကိုနေနေရတာပါအဲ့ဒါကိုခုမှရှုပ်ရှင်းပြုပြထားလို့ကျွန်တော်လည်းတခါတခါကျရည်ရည်ချင်းမိသားနော်အဲ့တော့ဒေါ်သက်ပြဟဲ့ဟာတောက်လျှောက်တောင်းဆိုနေတာအမေစုနဲ့ပတ်သက်ပြီးတော့တောက်လျှောက်တောင်းဆိုနေတာကင်မရစ်ကနော်မင်းတို့ပြောနေတဲ့ဥစ္စာကြားမှာကောက်ပြီးမပြောနဲ့တောက်လျှောက်တောင်းဆိုနေတာကွာတောက်လျှောက်တောင်းဆိုနေတာဟုတ်လားသူကစိုးရင်နေပြီမဲ့သူကတော့တချို့တော့စကလုံးတော့ဘလောက်တော့ပြောနေတာဟာတယောက်ကဒေါ်သက်ပြရှိမရှိဒေါ်သက်ပြသူ့အမေကိုတွားကြည့်ပေးကြပါဒါမှသူ့အမေသူ့ချင်းချင်းရှိသေးမရှိဘူး ဒီကုတ်တကယ်တကယ်ဒီကုတ်ဒီမဲ့နောက်ကဘယ်သူမှမြောက်ဝဲနေတယ်တော့မသိဘူးလားကျော်တော်လေးကတော်တော်လေးကိုဆိုဟိုကအင်္ဂလန်နိုင်ငံသားဟိုကအင်္ဂလန်နိုင်ငံသားပညာတတ်တယ်သူမှစဉ်းစားစဉ်းဦးဖြတ်နိုင်စွမ်းရှိတယ်သိလားဟိုမင်းတို့လိုကောင်းနေမဟုတ်ဘူးမင်းတို့လိုကောင်းနေမဟုတ်။နောက်ကစစ်အာဏာရှင်တွေမြှောက်ပေးလို့စစ်အာဏာရှင်အလိုကြလိုက်ကနေရတဲ့လူဒန်းသားမျိုးမဟုတ်ဘူး။နိုင်ငံရေးသမားတွေကျိုးဆွဲရကနေရတဲ့ Kim Eric မဟုတ်ဘူးကွာဟိယ အဲတော့သူတို့ကျန်းသာမှာရှိသလားမသိတော့ကျန်းမှာမရှိတယ်လို့ကျွန်တော်တို့ကြံပြင်ကြားထားတယ်သိထားတယ်ပြီးတော့ ACC ပဲပြီးရင်တော့လေသူကအခြေချုပ်ပုံစံမျိုး ACC နေရပြောရင်နေအခြေချုပ်လူမျိုးနဲ့ဆန်းဆန်းနဲ့နေနေရပြောရင်သူထောင်ထဲထည့်ထားတာပြောတော့ဗျာစားရတော့ဆိုကောင်းကောင်းကြွေးထားတယ်ကျန်းမာရေးဆောက်ချက်မှုကိုတာမန်ပြည်သူကတလကြမှာတစ်ခေါက်တော့မရဘူးသူကတပတ်တပတ်တစ်ချိန်ပုံမှန်စစ်ခံတခါလေးလိုကနေတော့ချက်တခါတော့စစ်ခံပြီးလုပ်နေနေရအဲ့တော့ခင်ဗျာမစစ်ပေးလို့ရမလားမစစ်ပေးလို့ရမလားဟမ် မစစ်ပေးလို့ရမလားဟဲ့မစစ်ပေးလို့ရမလားဒေါန်ဆန်းစုကြီးကပြည်သူတွေချစ်တဲ့အမေစုကဟဲ့ဟဲ့နော်ဟဲ့မင်းတို့လိုခွေးသခိုးတွေမဟုတ်ဘူးမင်းတို့လိုခွေးသခိုးတွေမဟုတ်ဘူးကဟုတ်ကြပြီ သူ့ကိုသူလည်းဂျမိုင်းဆောက်ချုပ်နေဗျာဂျမိုင်းဆောက်ချုပ်မှုလည်းကောင်းကောင်းပေးထားတယ်ဗျာစားတော့လည်းကောင်းကောင်းပေးထားတယ်ဗျာနေကြတဲ့နေရာလည်းကောင်းကောင်းပေးထားတယ်ဗျာခင်ဗျာရှင်းရှင်းပြောသမားမြတ်တဲ့ရာသီဥတုဖြစ်အောင်လေအဲကောင်ထည့်ပေးတယ်စနစ်ကျဟိုရီဘူးရေးစနစ်တရားဆိုစနစ်ကျလုပ်ပေးတယ်ဗျာခင်ဗျာဘာကြသေးလဲအဲ့ဒါမှသူကအဲ့ဒါအောင်မှဟိုဘာဖြစ်လဲညာဖြစ်လဲပြောရင်အဲ့ကင်မရာအုပ်စုပြောမှာမင်းကမင်းအမေကိုချီးမွေးမိမလားလေမွေးမိတော့ထားနေတဲ့ကောင်မို့လို့မင်းဒီစကားကြီးပြောတာတော့ပြန်မေးရမဖြစ်နေတော့အခုလက်ရှိတက်မတော့ထားလို့မျိုးမင်းချီးမွေးမိတော့ထားနေတဲ့ဆက်ကောင်မရှိလို့လားဆောက်ယူပါမင်းရမဖြစ်နေဆောက်ယူပါဆောက်ယူပါဟိုရောက်ဒေါ်စန်းစုကြီးကွာ မင်းတို့ထားမင်းတို့အခုထားတာထဲကိုစေသားလောက်ကိုဒေါ်ဆန်းစုကြီးကဇင်ခံပြီးတော့ပြည်သူပြည်သူတွေမပြောသူ့သားဟောပါဘောအကုန်လုံးထားလို့ရတယ်ဟိုကအင်္ဂလန်မှာနေတာရောက်ဟိုကအင်္ဂလန်မှာနေတာမင်းတို့ ဟောလားစစ်ဘိုလ်ချုပ်တွေအထင်ကြီးတဲ့အင်္ဂလန်မှာနေတာအနောက်နိုင်ငံမှာနေတာနော်နောက်ပြီးတော့ဒေါ်စန်းစုကြည်ကအဲ့လိုထားမယ်ဆိုထားလို့ရတဲ့အခြေအနေကအများကြီးရှိတယ်အမေစုကသာမหนีခဲ့တာမေစုကသာမหนีခဲ့တာအပ်ဘွားတွေကိုနော်ငင်းဆန်ပြီးတော့သူကရွေးချယ်ခဲ့တယ်သူ့ရဲ့လမ်းကတမျိုးမင်းတို့မင်းပောက်ကြရရှောက်မပြောတကယ်ကိုချီးပရိန်နဲ့အုံနောက်တဲ့ကိုတုတ်တွေပြည့်နေတဲ့ကောင်ဒီကြောင်မျိုးမင်းဖြစ်ပါသည် နော်ကြောင်မျိုးမျိုးဖြစ်ပါသေးတယ်။အာနာရှင်နေအလိုကြအဲ့ရောက်ဒီသတင်းလေးတော့လော်လိုက်သမအောင်ကွာ။ဟိုဘက်ကနေငါတို့တရုတ်ကနေတရုတ်ကြီးကနေဖိအားပေးတော့မယ်။ဟလာမင်းတို့ကလည်းလော်လိုက်သမအောင်ဆိုပြီးတော့လှော်နေတာ။တဲ့လားနင်လှော်နေတာနောက်ပြီးတော့ပြည်သူတွေမဟုတ်တန်းတရားကြီးပြောပြီးတော့နော်အာကြောင်မျိုးမီးမှန်ပါတယ်မာမာလုံးမယ်နော်ဘာဒီကောင်ကိုခေါ်ကြော်နုလို့ပါခေါ်နေတယ်အဲ့လိုခေါ်တဲ့ကောင်တွေရတာအကုန်နော်သွားပြီးတော့အဲ့ဒီကောင်ကပြောတဲ့ကားကြီးကြတယ်သွားပြီးမျောမနေနဲ့သွားပြီးမျောမနေနဲ့သွားပြီးမျောမနေနဲ့နော်သွားပြီးမျောမနေနဲ့ဟိုကဒေါန်ဆန်းစုစီကြီးက ဒေါအောင်ဆန်းစုကြည်ကကင်အရစ်အင်္ဂလန်မှာနေတာနော်သူ့အုံနောက်နဲ့သူ့ဆုံးဖြတ်ချက်နဲ့သူ့ဘောက်သူလုံနိုင်တယ်ခိုင်နိုင်တယ်သူတောင်းဆိုစရာရှိကြလဲသူတောင်းဆိုနိုင်တယ်နော်မင်းမင်းကအဲ့လိုပြောနေရအောင်သူ့ရဲ့တောင်းဆိုမှုမင်းကဝေဖန်နေရအောင်မင်းအမေကိုမင်းပထွေးစစ်ခွေးတွေကအဲ့လိုဖမ်းထားရင် အမတရားမှုမတရားအမှုစင်ပြီးတော့ဖမ်းခံထားရင်မင်းဘယ်လိုနေမလဲမင်းအဖေအမေတွေအဲ့လိုမျိုးအဖမ်းခံရရင်မင်းဘယ်လိုနေမလဲမင်းရဲ့မိဘအရင်ကဘယ်လိုနေမလဲမင်းတို့ကောင်တွေကကိုချင်းစာစိတ်ဆိုတာလည်းမရှိသလိုတကယ်တမ်းကျတော့ ပေါ့တော့မတရားမှုတစ်ခုကိုမြင်နေတာတော့မင်းတို့ကောင်တွေကဟာလာမတရားတယ်လို့မအော်ရဲပဲနဲ့တရင်သမားဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အာနာရှင်နေအလိုကျပေါ့တော့ပျော်တော်ဆက်ဘွားနဲ့နေနေရတဲ့ပြည့်တစားတာတာအစင်အတန်းပါပဲเนาะပြည့်တစားတာတာအစင်အတန်းပါပဲเนาะမင်းနာရောက်လို့မင်းနာခါသားရနေတော့မလုံနဲ့မင်းတို့ကောင်မင်းတို့ကောင်တွေကခွေးနာရောက်ပြီးတော့เนาะခွေးကထမှာပျော်မွေ့နေတဲ့တကယ်ကိုအောက်တန်းစားတရင်သမားအမိကန် ခွေးသရောင်းသားလို့ပဲပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်အမြင်ကိုဒီလောက်နဲ့ပဲကျွန်တော်ရန်သားခြင်းပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာသာနဲ့တနေ့တော်ဖြတ်သန်းနိုင်ကြပါသည်ခင်ဗျာအားလုံးကိုချီးကျူးတင်ပါတယ်ခင်ဗျာတာနာဆောင်ပြရမယ်ဒီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ